တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ2015ဧပြီလ20ရက်နေ့ဧပြီလ30တော်တွင်မှာဥတီချက်စစ်တွေယူမန်းချက်စစ်တွေကိုလက်တွေ့ကောင်းထဲပေါ်နိုင်တဲ့ပြည်နယ်လမ်းကြောင်းကုန်ပြပွဲမယ်အိန္ဒိယလို့နေရာတို့မှာပြင်ချင်းပြောင်းချင်းတိုးချက်ချင်းတွေအတွက်လုပ်တဲ့အကြံစီတွေရှိသူများအောင်မြင်မယ်နေရာပြောင်းလဲတိုးတက်ချင်းတွေရှိမယ်ပတ်ဝန်းကျင်စစ်တွေနဲ့ဆက်ဆံရမယ်အလုံးနေရာမှာပြောင်းလဲရှိမယ်ဘဝကံ အသစ်တွေအကုန်လုံးပေါ်လာမယ်ဒီကလအတွင်းစတင်လိုက်တဲ့ကိစ္စတွေဟာအထူးအောင်မြင်မယ်အကြံစီတွေရှိရင်လည်းလုံးသမျှရာရာဆင်ပြေခြင်းနဲ့ကောင်းသောကံဖွင့်ခြင်းတိုးတက်ခြင်းရဲ့အနှစ်သာရကိုမြေကြီးလက်ခံမလွဲရရှိမယ်၂၂ရက်နေ့မှာအရေးပါတဲ့ဆုံးဖြတ်ချက်နဲ့ဘဝတိုးတက်မှုကိုဖန်တီးနိုင်တယ်။၂၃ရက်နေ့မှာရပိုင်ခွင့်နဲ့လက်ဝယ်ပြန်ရခြင်းအကျိုးပေးခြင်းရှိမယ်။၂၄ရက်နေ့မိကောင်းဆွေကောင်းထောက်ကူရမယ်။ဘဝတိုးတက်မယ်။မေတ္တာရေကံကောင်းမှုပြည့်စုံတွေစားပွင့်မယ်။ 25ရက်နေ့မှာအလုတ်တိုးတက်မှုနဲ့အောင်မြင်မှုရဲ့နှစ်သာရတွေရ26ရက်နေ့မှာရန်တိုက်ခံနေတဲ့ရှင်ပြီးလောက်ရမယ်အထင်မှားမှုတွေဖြစ်ရှင်းရတတ်တယ်အတိုက်ခံကြုံမယ်29ရက်နေ့မှာဝေးကြီးကံကောင်းခြင်းလုပ်ငန်းကံကောင်းခြင်းဘဝတိုးတက်ခြင်းကိုကြုံမယ်28ရက်နေ့မှာဥတီချက်စစ်နဲ့လောကံမှုအစဉ်ပြေမယ်မတော်တဆထိခိုက်မှုကနေဂရုစိုက်ရမယ်အနောက်တောင်ရပ်ကုန်တည်သွားစေနေရှိတတ်တယ်မနေ့9နိုင်တဲ့စေတန်ခွဲကြအသွာလာနေတဲ့ဂရုစိုက်ရမယ် ကိုရည်နေမှာငွေကြေးလက်ပွင့်ချင်းအလိုပြည့်စုံခြင်းဘဝတိုးတက်ခြင်းတို့ကြောင့်ပဲ30ရည်နေရတော့အရာရာကောင်းသောနမိတ်နဲ့တိုးတက်ခြင်းကံကြမ္မာတွေကိုကြုံတွေ့ရမယ့်နေထားရှိပါတယ်အထူးပြုမှတ်ချက်ကတော့ဒီကာလအတွင်းဧပြီ28 29 30ရည်နေတွေကခေါင်းစီခေါင်းရှော်ပြည့်ရအတွက်အင်မတန်ကောင်းတဲ့ရက်ဖြစ်ပါတယ်အဲ့ရက်တွေမှာခေါင်းစီခေါင်းရှော်ပြည့်ခြင်းစပင်းပုံစံပြောင်းလဲခြင်းတို့ကိုပြုနိုင်ရင်ထူးခြားတဲ့ကောင်းခြင်းရှိမယ်အနာရောဂါကင်းခြင်းနဲ့ကံကြမ္မာကောင်းခြင်းတွေကို ရရှိကြိုးပမ်းနိုင်တဲ့ကံခွင့်ရည်တွေပွင့်ပါလိမ့်မယ်ဒီကာလအတော်အတွက်မှာတနင်္လာနေ့ကနေဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေနေ့စနေနေ့မွေးသူတွေကိုဒုက္ခပေးတတ်တယ်တလေးကိုကနန်းနေ့အကျိုးပေးတယ်အဝါရောင်လေးပေါ်ရောင်နိုးနေ့ရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေကိုဆောင်ရွက်ရင်ထူးခြားတဲ့အကျိုးပေးမှုနဲ့တိုးတက်မှုတွေရမယ်၂၀နှစ်နေ့ဓနသိတိတက္ကစမ်းရှင်တဲ့နေ့အဲဒီနေ့မှာ ရွှေရောင်တွယ်ချိတ်တစ်ခုနဲ့ငွေရောင်တွယ်ချိတ်တစ်ခုနဲ့ချိတ်တွယ်ပြီးတော့တစ်ခုနဲ့တစ်ခုချိတ်တွယ်ပြီးတော့ပိုက်ဆိုင်တဲ့တဲ့ဆောင်းလိုက်ပါထူးခြားစွာကောင်းခြင်းကံနဲ့အင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ2025ဟေဘရုန်20ရက်နေ့ကနေ30ရက်နေ့အတော်တွင်မှာဝေကြီးကံကောင်းမယ်လက်ဖွဲ့မယ်လူရပြည့်စုံမယ်ဘဝတိုးတက်မယ်ရှင်မန်းချက်စစ်တွေကိုလက်တွေ့ကောင်းတဲ့ပေါ်၍ ကောင်းသောကျိုးဆက်ကိုရလိမ့်မယ်။ချက်ချင်းဆုံးဖြတ်ပြီးရှေတိုးလောကန်ချင်းတို့ရဲ့ထူးခြားတဲ့ကျိုးဆက်နဲ့တိုးတက်မှုကိုရရှိမှာဖြစ်ပါလေ။ဒီနေ့ဒီမှာအလိုရှိရာပြည့်စုံခြင်းကံတွေရှိတယ်။အဲ့ဒီဒနာသိတိလက်ခတ်စမ်းရှင်တဲ့နေ့ဖြစ်တယ်။အဲ့ဒီမှာတန်လိုက်တုံးတုံးကိုရွှေရောင်တုပ်ပြီးတော့အဲ့ဒီတန်လိုက်တုံးကိုလူနဲ့ရှေ့မှာအနာဂတ်မှာဆောင်ယူလိုက်ပါအဲ့ဒီထူးခြားတဲ့ကံကိုရနိုင်မယ် နေ့စံတရက်နေ့ကျော်ပြီးပထမဆုံးဒနာသီတိညက်ခတ်ရှင်းတဲ့နေ့လက်ဖွဲ့အောင်ဆောင်ရွက်တာ23ရက်နေ့မှာတော့ခရီးကံကောင်းမယ်အလိုရှိရပြည့်စုံမယ်ရှင်းမှန်းချက်တွေကိုဆောင်ရွက်လို့အချိုးရှိမယ်24ရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရမယ်လက်ဖွဲ့မယ်25ရက်နေ့မှာရှင်ပြန်မှုမှမြအောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းကိုကြုံမယ်26ရက်နေ့မှာအာမခန္ဓာတော်ယူတာမလုပ်ရဘူးသူများပြဿနာကိုပြဿနာဖြစ်တတ်တယ် 29ရက်နေ့မှာတော့အရာရာခံကောင်းခြင်းလူရာပြည့်စုံခြင်းနဲ့ဘဝတွတ်တက်ခြင်းတွေကိုကြုံတွေ့နိုင်တယ်28ရက်နေ့မှာဥတီကျဲပြောင်းပြီးလှုပ်တာကြိုးပေးတယ်မတော်တဆနဲ့ကျူဆက်ရမယ်အနောက်တောင်ရက်ကိုတည်သွားစေခြင်းရှိတတ်တယ်မနေ့ကိုးနိုင်တဲ့ဆယ်နယ်ခွဲကြားအသွားလံကျူဆက်ရမယ်28ရက်နေ့ကအလုံးစုံခံကောင်းခြင်းလူရာပြည့်စုံခြင်းရှိမယ်30ရက်နေ့ခြေမှန်းချက်သစ်တွေကိုလည်းတွေ့ကောင်းထဲပေါ်ပြီးတော့ ဘဝကံတလန်းနဲ့အလိုပြည့်စုံခြင်းရဲ့နှစ်သာရကိုချုံနိုင်တယ်။တင်းလာနေအင်္ကာနေ့ဘုထုနေမွေးသူများနဲ့ပူးတွဲ၍ကောင်းသောကျိုးဆက်များရရှိမယ်။တင်းကွေနေ့တောက်ကြနေမွေးသူများကြောင့်စိတ်နှောင့်ရှက်တည်ရှိတတ်တယ်။ရှစ်၆ကိုးကနဲ့နေချိုးပြတယ်။အပြာရင်ရောင်အနဲ့ရောင်နဲ့ပြာရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်ပါ။နေနီးပါးမှာရှိတဲ့သူတို့ကို ရွှေရဲတိုက်ကြွေးခြင်းဖြင့်ဤကာလအတွင်းကောင်းသောကျိုးဆက်တွေကိုဖန်တီးရရှိနိုင်တယ်။ဒီပြင်ဒီရက်ပိုင်းတွေအတွင်းမှာဧပြီလ28 29 30ရက်နေ့တွေမှာကောင်းစီကောင်းလျှော်ပြုခြင်းစံကေသာအသွင်ပြောင်းခြင်းတို့ကိုဆောင်ရွက်ထူးခြားတဲ့ကံတွေရလာပါလိမ့်။ယေရှုတည်ပါတယ်။ဗုဒ္ဓနေမွေသူအားလုံးမင်္ဂလာပါ။2025ဧပြီလ22ရက်နေ့ကနေ30ရက်နေ့တော်တွင်မှာ ရှင်ပြိုင်မှုမှသမျှအောင်မြင်မယ်သူတပားတဲ့သောင်းလောကနဲ့နဲ့စွမ်းသက်တည်တဲ့ကိုရှင်မှာရှိနေတယ်။ဝင်ဝင်ပဲဘယ်လိုမှစုလို့မရအောင်စုမယ်လို့ကြံရင်တော့ပို့ပြီးတော့ငွေကုန်သွားစရာကြောင်းရှိတယ်။ကိုကိစ္စတဲ့သူတပားကိစ္စတွေလောကရဲ့ဆင်းပြေတဲ့ထူးခြားချက်ကတော့အလုပ်တစ်ခုပဲသူများအတွက်လုပ်ရင်အဆင်ပြေပြီးကိုယ့်အတွက်ကိုယ်လုပ်ရင်ဒီလုပ်ပဲခက်ခဲနေတတ်တယ်။ဒီကလာဟာအများအတွက်ကိုယ်ကပေးဆက်နေရတယ် သူတပားအတွက်လုံရင်ကိုယ့်အတွက်ထိုးကြတဲ့ဂျိုးကျေစုတွေရလာမယ်အပြိုင်ဆိုင်မှန်သမျှမှာတော့ကိုကသူတပားနဲ့အမြဲတစေသာနေလိမ့်မယ်ဒီလိုနေသားနဲ့ထိုးကြတဲ့ကံကြမ္မာတွေရှိသလိုအလုတ်ဘဝရည်မှန်းချက်တွေရဲ့အောင်မြောင်ဆွေးနွေးနေတဲ့နေသားရှိ၂၀နှစ်နေအဲ့ဒီနေရာထူးကောင်းတဲ့နေဖြစ်တယ်ကိုလို့သမျှလည်းအဆင်ပြေမယ်ဒနသိတိလက်ကစမ်းရှင်နေနေလည်းဖြစ်တယ်ပိုက်ဆံတထောင်နံကိုအမွှေးနှံသာပြန်ပြီးလူနဲ့ဆဆောင်၂၃ရက်နေမှာရံပတိဘက်ကရင်နဲ့ ရှင်ပြီးမှလုံးရမယ်အလွယ်မရဘူး24ရက်နေ့ကောင်းချင်းမင်္ဂလာဖျားဖျားလုံးဖြစ်နေမယ်ရည်ရွယ်ပဲလူတန်းဖြစ်နေမယ်25ရက်နေ့မှာအိမ်မက်မဲ့ရင်တွေးထင်မှန်တတ်တယ်ထူးခြားတဲ့အတိတ်နိမိတ်ကောင်းတွေရနိုင်မယ်အရာဝေးရကောင်းသောသတင်းစကားကြုံမယ်26ရက်နေ့လက်ပွင့်ကံပွင့်ချင်းလိုရာပြည့်စုံခြင်းကြုံမယ်29ရက်နေ့ရန်တိုက်ခံတဲ့ရှင်ပြီးလုံးရမယ်28ရက်နေ့အရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်ရမယ် မတော်တဆနေဂယူဆိုင်ရမယ်အနောက်တောင်ရောက်ကိုတည်သွားစရာနေရှိတတ်တယ်မနေ့9နိုင်နဲ့10နိုင်ခွဲကြအသွားလာနေတဲ့ဂယူဆိုင်ရမယ်29ရက်နေ့ကတော့အလုံးစုံကံမြန်မာချင်းနဲ့တိုးတက်ချင်းနှစ်သာရတွေပြန်လည်ပေါ်တွန်းတယ်30ရက်နေ့ကြံတိုင်းအောင်ဆောင်းတိုင်းမြောက်လုံတိုင်းထုံးပေါက်လေးပဲ April 28 29 33ရက်ကောင်းစေကောင်းရှုပ်ပြည့်ရထူးထူးခြားခြားကောင်းခြင်းကံနဲ့အစီအပြေချင်းတွေကိုရရှိမယ် တနင်္လာနေ့သောကြနေ့စနေနေ့မွေးစုတွေကိုကောင်းကျိုးပေးတယ်။တနင်္ဂနွေဗုဒ္ဓနေ့မွေးစုတွေဒုက္ခပေးလိမ့်မယ်။၄၆၉ခဏအချိုးပေးတယ်အညိုရောင်အပြာရောင်မိခုရောင်ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေစောင့်ရနိုင်တယ်။ကောင်းခြင်းကံကြမ္မာနဲ့တိုးတက်ခြင်းများရှိစေရလို့ငါနေအနီးပါးမှာရှိတဲ့အသက်ရွယ်ကြီးရင်သူတို့ကိုမျက်နှာသို့ဘွာအဖြူရောင်လေးတွေလှူဒန်းပြီးတော့ ုသိုလ်ကောင်းမှုပြုလိုက်ပါကျေးဇူးတင်ပါတယ်ဇာတပတိနေ့မွေးသွားလုံးမင်္ဂလာပါ2025ခုနှစ်ဧပြီလ22ရက်နေ့ကနေ30ရက်နေ့တော်တွင်မှာရပိုင်ခွင့်နေလဲဝယ်ပြန်ရခြင်းဝေချိကံကောင်းခြင်းလုပ်ငန်းကံကောင်းခြင်းဘဝတိုးတက်ခြင်းအခက်အခဲအလုံးကိုကျော်လွှားပြီးတော့မူလအနေထားနဲ့ပုံမြင့်တဲ့အနေထားတစ်ခုကိုပြောင်းလဲအောင်မြင်တွေ့တဲ့ဖန်တီးနိုင်တဲ့အခြေအနေကောင်းတွေရမယ်ချက်ချင်းဆုံးဖြတ်ပြီးဆောင်ရွက်လိုက်တဲ့ကိစ္စတွေက ကောင်းသောဂျိုးဆက်နဲ့တိုးတက်မှုတို့ကိုဖြစ်ထိုးစေလိမ့်မယ်။ကိုယ်ပိုင်ရပိုင်ခွင့်နဲ့ဆောင်ရွက်မှုတွေမှန်သမျှမှကောင်းသောဂျိုးဆက်နဲ့တန်လန်းကိုဖန်တီးပြီးတော့အခွင့်ကောင်းတွေကိုဆောင်ရွက်နိုင်ခြင်းနဲ့တိုးတက်ခြင်းနှစ်သာတာကိုရမယ်။ရင်းနှီးသူများနဲ့မကြံခဏစကားများတဲ့မထင်မဲ့ပြောင်းလဲလိုက်တဲ့ကိစ္စတိုးတက်သွားမယ်။ခီးကံအဆင်ပြေမယ်။ဆက်နည်းနည်းရီမန်းချက်တွေအောင်မြင်မယ်ငွေကြေးကံကောင်းမယ်ဒနာသိတိနက်ခတ်နဲ့ရှင်နေတဲ့ဆန်းရှင်တဲ့နေ့ဖြစ်တော့အဲ့ဒီနေ့မှာ တန်လိုက်တုံးတုံးကိုပက်ဆိုင်ထဲမှာစတင်ပြီးတော့ဆောင်းလိုက်ပါကောင်းချင်းကန်တွေရလာမယ်20 9ရာရာဆင်ပြေခြင်းကံကောင်းခြင်းလိုရာပြည့်စုံခြင်းကိုကြုံမယ်24ရက်နေ့စမ်းပွင့်မယ်အလိုပြည့်စုံမယ်ဝေကုန်ကြေးကြများမယ်လူသည်များဆင်ပြေမယ်25ရက်နေ့ပြဿနာဟောင်းတွေဖြစ်ရှင်းရမယ်စိတ်နှောက်ရှက်တွေရှိမယ်26ရက်နေ့မှာမထင်မှန်ပဲကောင်းသောတည်စကားချမ်းမြေ့ပွဲကောင်းသောအကြောင်းရာဖြစ်မယ်29ရက်နေ့ခရီးကံကောင်းမယ်ပြောင်းလဲနဲ့တိုးတက်မှုရှိမယ် နှစ်ဆက်ရှိရနေ့မမျော်လင့်မဲငွေဝင်မဲမထင်မှတ်ပဲဆင်ပြေမဲပုံမှန်နဲ့ကောင်းကျင်းကံကိုကြုံမဲအဲ့ဒီနှကဘောရက်ဖြစ်တဲ့အတွက်သွားလာတော့ယူဆရမယ်အနောက်တောင်ရောက်ကိုတီသွားစေအာနေရှိတတ်တယ်မနေ့ကိုနိုင်နေစေတဲ့ခွဲအတွက်အသွားလာနေတန်ယူဆရမယ်29ရက်နေ့ကမှန်းနာတဲ့လက်တွေ့ကြွားတယ်တပတ်သူကတိပြက်လို့ကိုစိတ်ရှိရမယ်30ရက်နေ့အရာရာဆင်ပြေခြင်းကံကောင်းခြင်းနဲ့တိုးတက်ခြင်းနဲ့စစ်စစ်ဖြစ်ထွန်းသွားမယ်ဧပြီ28 29 30ရက်နေ့တွေမှာခေါင်းစည်းခေါင်းချုပ်ပြည့် ထူးခြားတဲ့ကောင်းခြင်းကံနဲ့တိုးတက်ခြင်းတွေကိုမလွဲသေးချဘောက်ကျုံးမဲ့ဒီတပတ်တာကာလအတွင်းတနင်္ဂနွေတောက်ကြစနေမွေးသူတွေကောင်းကျိုးပေးမဲ့တနင်္လာကြာသာပတိမွေးသူတွေကိုဒုက္ခပေးလိမ့်မယ်။နှစ်ခိုးကိုးကနံကျိုးပေးမယ်။အဖြူအစိမ်းမိကိုရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်ပါအဖြူရောင်ပန်းဝင်ဖျားကတ်လူပူဇော်ပြီးလိုရာဆန္ဒပြည့်ဆန္ဒပြည့်မယ်ကံကောင်းခြင်းကိုကျုံးမယ်။ကျေးဇူးတင်ပါတယ်။သောကြံနေမွေးသူအလုံး မင်္ဂလာပါ2025ခုနှစ်ဧပြီလ22ရက်နေ့ကနေ30ရက်နေ့တော်တွင်ဟာဘဝရည်မှန်းချက်တွေကိုလက်တွေ့ကောင်းထည့်ဖို့၍ကောင်းသောကြိုးကျေးဇူးနဲ့တိုးတက်မှုတွေကိုဖန်တီးနိုင်တဲ့ရှင်းစွဲနေသားနဲ့ကံမြင့်တဲ့နေသားကိုကူပြောင်းပြီးတော့ဘဝရည်မှန်းချက်နဲ့လိုလားချက်တို့ရဲ့ကောင်းသောကြိုးစက်နဲ့တိုးတက်မှုတွေကိုရအောင်ဆောင်ရွက်နိုင်တဲ့နေသားတိုးတက်အောင်ဖန်တီးနိုင်တဲ့ကံကြမ္မာအခွင့်အလမ်းရည်မှန်းချက်တွေကိုဆောင်ရွက်နိုင်တဲ့အခြေအနေရရရဲ့ အကျိုးပေးမှုရရာရာကိုဒီချိန်မှာရပိုင်ခွင့်ရရှိပြီးတော့တိုးတက်မှုရဲ့နေသာတာကိုစနစ်တကျကြုံတွေ့ရလိမ့်မယ်။နှစ်ဆယ်နှစ်နေမှာမိကောင်းဆွေကောင်းထောက်ကူရမယ်ဘဝတိုးတက်မယ်ဒနာသိတိနက္ခစမ်းရှင်တဲ့နေ့ဖြစ်တဲ့အဲ့ဒီနေ့မှာပိုက်ဆံကြွေစေးတစ်စေးကိုမွေးနှံစာပေးပြပြီးလူနဲ့ဆောင်မှာ23ရက်နေ့မှာရှင်ပြိုင်မှုမသမျှအောင်မြင်ခြင်းခက်ခဲကြုံလွားခြင်းဘဝတိုးတက်ခြင်းကိုကြုံမယ်24ရက်နေ့မှာရန်တိုက်ခင်နေနဲ့ရှင်ပြီးတော့မယ် စေတနာဝေဒနာဖြစ်တဲ့တဲ့စိတ်ရှည်လိုက်ရင်တော့ဆင်းပြေမယ်25ရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရခြင်းဘဝတိုးတက်ခြင်းကြုံမယ်26ရက်နေ့ခရီးကံကောင်းမယ်ပြောင်းလဲရှိမယ်လိုရာပြည့်စုံမယ်29ရက်နေ့ငွေကြေးလက်ပွင့်ခြင်းကံပွင့်ခြင်းအလိုပြည့်စုံခြင်းကိုကြုံမယ်အဲ့ဒီနေ့မှာနဂဘုံရဲ့နေတိုက်ဆိုင်တာတော့ယူဆရမယ်သွာလာနေတိုင်းသတိထားမှာပေါ့အနောက်တော်ရောက်ကိုတည်သွားစေနေရှိတတ်တယ် မနေ့ကိုနိုင်တဲ့စင်တန်ခွဲတင်သွားလာကြည့်ဆက်ရမယ်26ရက်နေ့မှာတော့ဆုံးဖြတ်ချက်မှန်မယ်အရာရာစင်ပြေမယ်တွတ်တယ်မယ်30ရက်နေ့ကဆုံးဖြတ်ချက်မှန်ခြင်းအတိုက်ခံအလုံးကိုကြော်ပြီးတော့ဘဝတွတ်တယ်မှုကံကိုဖန်တီးနိုင်ခြင်းနဲ့ရရှိပါလိမ့်မယ်တနင်္လာနေ့ငါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းချုပ်ပေးမယ်တနင်္လာနေ့စနေနေ့မွေးသူတွေဒုက္ခပေးမယ် တစ်လေးကိုကနံချိုးပေးတယ်အဝါလေးမောရွှေရောင်တို့ကိုတောင်းပြီးတော့လူရှိရကိစ္စတွေဆောင်ရနိုင်ပါတယ်အဝါရောင်ပန်းဝင်လေးတွေဖျားကတ်လူပူဇော်ပြီးတော့တို့ရဆန္ဒပြုပါထူးခြားစွာအောင်မြင်ခြင်းချိုးပေးခြင်းများရရှိပါလိမ့်မယ်ကျေးဇူးတင်ပါတယ်စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025 April 22ရက်နေ့ရက်နေ့30ရက်နေ့အတော်အတွင်းမှာ ဘဝရည်ရွယ်ချက်နဲ့ရည်မှန်းချက်တွေကိုလက်တွေ့ကောင်းထည့်ဖော်ပြီးတော့အစ်စ်မြင့်တဲ့နေထိုင်နဲ့တိုးတက်တဲ့ခြေနေတွေကိုရရှိနိုင်တဲ့ချက်ချင်းဆုံးဖြတ်ပြီးတော့ကိုလုံးလုံးတဲ့ကိစ္စတွေကကောင်းသောကျိုးဆက်နဲ့တိုးတက်မှုတွေကိုရရှိနိုင်တဲ့ဝေးကြီးကံကောင်းခြင်းလက်ဖွင့်ခြင်းအလိုပြည့်စုံခြင်းတို့ရဲ့အနှစ်သာရကိုရမယ်ကာလတစ်ခုဖြစ်တဲ့စူပောင်းလုပ်ငန်းကျိုးပေးမယ်မိကောင်းဆွေကောင်းအထောက်အကူရမယ်ချက်ချင်းဆုံးဖြတ်ပြီးရှေးတိုးလုပ်ငန်းခြင်းတို့ရဲ့ကောင်းသောကျိုးဆက်နဲ့ တိုးတက်မှုကံကြမ္မာတွေကိုဖန်တီးပိုင်ဆိုင်ခွင့်ရှိတဲ့ကာလအနေထားနဲ့အကျိုးပေးတဲ့ကံကြမ္မာရဲ့အနှစ်သာရကိုကြုံတွေ့ရမယ့်အနေထားရှိပါတယ်။ကျန်ကောင်းခြင်းကို20နှစ်နေမှာကြုံမယ်။အဲ့ဒီနေ့မှာဒနာသိတိနဲ့ကဆန်းရှင်တဲ့နေ့ဖြစ်တဲ့အိမ်မှာရှိတဲ့ဖျားစင်မှာ သပြေသုံးညွတ်တင်ပြီးလက်လာပါကောင်းမှုတွေဆူတောင်းမှနာဂတ်တွေထူကြတဲ့ကံရပါမယ်။23ရက်နေ့မှာအပြောင်းလဲတဲ့တိုးတက်မှုရှိမယ်။ရန်တိုက်ခံတဲ့ရှင်ပြီးလို့မယ်ပြီးမှဆင်ပြေမယ်။ 24ရက်နေ့မှာမထင်မှတ်ပဲအမျိုးသမီးမိတ်ဆွေကြီးကဲတူထာနေကုညီရမယ်အမေနဲ့ပတ်သက်တဲ့ဆွေမျိုးသားချင်းမိတ်ဆွေထံကကောင်းခြင်းလဲရနိုင်တယ်25ရက်နေ့မှာခီးသွွားခြင်းကြိုးပေးမယ်အရာဝေးရကောင်းသောသတင်းစကားကြုံမယ်အဲ့ဒီနေ့မှာအိမ်မက်မက်ရင်တွေးရင်ထေမှန်တတ်တယ်26ရက်နေ့ကတော့မထင်မှတ်ပဲအတိုက်ခံတဲ့ကြုံပြီးမှအစီပြေမယ်ရန်တိုက်ခံနေတဲ့ရှင်ပြီးမှလောက်ရမယ်ရပိုင်ခွင့်ဟောင်းနေပြင်ရမယ်28ရက်နေ့မှာရင်းနှီးသူများနဲ့ စကားများတတ်တဲ့ပฏิပက္ခဖြစ်ရတဲ့တဲ့28ရက်နေ့စီးပွားကံကောင်းမဲ့လက်ဖွဲ့မဲ့ဒါပေမဲ့အဲ့ဒီဟာနဂဘောရက်နဲ့တိုက်ဆိုင်တဲ့နေ့ဖြစ်တော့အသွားလာကြည့်ဆန်းရမယ်အနောက်တောင်ရက်ကုန်တီသွားစရာနေရှိတတ်တဲ့မနေ့9နိုင်နဲ့10နိုင်ခွဲအတွင်းအညံ့ရှိတယ်29ရက်နေ့မှာပြဿနာဟောင်းတစ်ခုဖြစ်ရှင်းနိုင်နေပြီအရဝေးနဲ့ဆက်ဆက်ပြီးလောက်တာအကျိုးပေးမယ်30ရက်နေ့မှာထူးထူးခြားခြားကံကောင်းခြင်းနဲ့အကျိုးပေးခြင်းအခက်အခဲအလုံးကိုကျော်လွှားပြီးတော့ လူဆန္ဒရှိသည်တို့ကိုဆောင်ရွက်၍ကောင်းသောကျိုးဆက်တွေကိုရရှိလိမ့်မယ်လို့သတ်မှတ်တယ်။တနင်္လာနေ့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးတဲ့တနင်္ဂနွေတောက်ကြံနေ့မွေးသူများကြောင့်စိတ်နှောင့်ရှက်ဖြစ်တတ်တယ်။၃၆ရှိကနန်းနေကြိုးပြတယ်အပြာရင့်ရောင်မိခိုးရောင်နှက်ပြောင်တို့ကိုဝစ်စာစင်ရသုံးဆွဲပြီးတော့အလိုရှိရာကိစ္စများလုပ်ပါကောင်းချင်းကံကြမ္မာများရစေရနေနီးပါးမှာရှိတဲ့ဖုံးတော်ကြီးเจ้าမှာစံလူဒါနပြုပေးပါ ယေရှုတင်ပါတယ်တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025 April 22ရက်နေ့နေ့ April 30ရက်နေ့အတော်တွင်ဟာအရာရာသတိနဲ့ရှင်ပြီးတော့လောရမယ်ဒီကာလအတွင်းရှင်နေမြုံနေမှုအကြီးစားတွေလောရမလို့သိဘူးလုံတဲ့ဆက်လုပ်ငန်းတွေကိုထိမ့်ပြီးလောရမယ်လုံငန်းတွေရက်ပြီးတော့အစ်စ်ကိုစမယ် ဘဝတည်တစ်ခုကိုစတင်ရောက်ဖို့ပြဋ္ဌာန်းချက်ရောက်တယ်။ရှင်မန်းချက်တွေကိုလက်တွေ့ကောင်းထဲပေါ်ဖို့အတွက်စတင်ပြီးတော့အုံမြင့်တရားမဲ့ကာလသဘောမျိုးပဲ။ဒီနေရာမှာရံများခြင်းတိုက်ခတ်များခြင်းနောက်ဆက်ကြတဲ့ထိုးပေါက်ပြီးတော့တုတ်တက်ရခြင်းတွေကိုဖန်တီးရလိမ့်မယ်။၂၂ရက်နေ့အဲ့ဒီကရံတိုက်ခတ်များတဲ့နေ့ဖြစ်တဲ့အဲ့ဒီကဒနသိတိနက္ခတ်စမ်းရှင်တဲ့နေ့ပါပဲ။ဝေကြီးကိစ္စပြောဆိုရင် အောင်မြင်မယ်။ 23ရက်နေ့မှာအရေးပါတဲ့ပြောင်းလဲတဲ့တွတ်တက်မှုတွေရှိလာမယ်။ရှင်းမှန်းချက်တွေကိုကောင်းထည့်ဖော်လာမယ်။24ရက်နေ့မှာရပိုင်ခွင့်တွေလက်ဝယ်ပြန်ရခြင်းအခက်အခဲများကို ဖြေရှင်းနိုင်ခြင်းကြောင့်မယ်။25ရက်နေ့ကအရာရာကောင်းခြင်းတွတ်တက်ခြင်းကိုကြောင့်မယ်။26ရက်နေ့မှာ ရှင်ပြိုင်မှုတွေမှာအောင်မြင်ပြီးတော့ဘဝတွတ်တက်တဲ့ကံပေါ်မယ်။29ရက်နေ့မှာ ယံပတိဘက်ကနေရှင်ပြီးလောက်ရမယ်28နှစ်အဲ့ဒီနေရာငကဘောရက်နဲ့တိုက်ဆိုင်နေမတော်တဆထိခဲ့မှန်နေကျူးဆိုင်ရမယ်အနောက်တောင်ရက်ကိုတည်သွားစရာနေရှိတတ်တယ်မနေ့9နိုင်နဲ့10နိုင်ခွဲကြသွားလာနေထိုင်ကျူးဆိုင်ရမှာပေါ့နိုင်ရရဲ့အတွင်းမှာအပြိုင်နေတော်များမယ်ထူးခြားချက်ကနေ28ရက်နေမှာကောင်းစီကောင်းချော်ပြည့်ထူးထူးခြားခြားကောင်း29ရက်နေမှာရပိုင်ခွင့်နေလက်ဝဲရခြင်းရရာဆင်ပြေခြင်းနဲ့တိုးတက်ခြင်းရှိမယ်အဲ့ဒီနေရာလည်း ကောင်းစေမင်္ဂလာ အထူးတလဲကောင်းသောနေ့တစ်ခုဖြစ်တယ်။30ရက်နေ့ဆက်လက်ကံကောင်းတဲ့လွတ်သမြအောင်မြင်ခြင်းတိုးတက်ခြင်းနဲ့ကံမြတ်ခြင်းတွေကိုဖန်တီးနိုင်တဲ့နေသားရှိတယ်။အဲ့ဒီရက်ကလည်းထူးခြားခြားကောင်းစေကောင်းလျှော်ပြုကောင်းတဲ့နေ့ဖြစ်တယ်။အဲ့28 29 30အဲ၃ရက် ကောင်းစီကောင်းချော်ပြင်ထူးခြားတဲ့ကံကောင်းခြင်းနာယောဂခင်ခြင်းဘဝတိုးတက်ခြင်းတွေရှိမယ်လို့သတ်မှတ်တယ်ဒီကာလအတော်တွင်ဇာတာပတိနေသောကြံနေစနေနေ့မွေးသူတွေကောင်းချိုးပေးတယ် အင်္ဂါဘုထူးကြောင့်ဒုက္ခရောက်တတ်တဲ့စိတ်နောက်ဆက်ဖြစ်တတ်တယ်။369ခန်းနေအကျိုးပေးတယ်။အနီယောင်ချက်သွင်းအောင်ပတ်ရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်ပါ။တဏသိတိနက္ခဆန်းရှင်တဲ့နေဖြစ်တဲ့20နှစ်နေမှာပိုက်ဆံ1000နံတရွက်ကိုမှုင်းနဲ့သာပြန်ပြီးတော့ပိုက်ဆံရတဲ့တဲ့ဆောင်ပါ။ထူးခြားတဲ့ကောင်းခြင်းလက်လာပါဖွင့်ခြင်းလေးတွေရှိလာပါလိမ့်မယ်။ကျေးဇူးတင်ပါတယ်။